မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့တိုင်းတိုက်ပွဲမှာပိတ်မိနေတဲ့စစ်သားများကလေရင်နဲ့လာကယ်ထုတ်ရန်စစ်ကောင်စီထံကိုအကူအညီတောင်းခံခဲ့တော်လဲ ်လေရင်အဆုံးရှုံးမခံနိုင်တဲ့အတွက်စစ်ကောင်စီဘက်ကလာမကယ်ပေးနိုင်ဘူးလို့ပြန်လည်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီပြောကြားချက်ဟာဇန်နဝါရီလ31ရက်နေ့မှာဖလန်းမျိုးတိန်စစ်စင်ရေးအတွင်ချင်းညီနောင်ကဖမ်းဆီးရမိထားတဲ့စစ်တုံးဘန်းများကိုမင်းမြန်ချက်အပိုင်းတက်အဖြစ်နဲ့ထုတ်ပြန်ခဲ့တဲ့ဗီဒီယိုဖိုင်မှာစစ်တုံးဘန်းတက်သားကြော်စောလွင်နဲ့တက်ချက်အောင်စောဦးတို့ကဝန်ခံပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖလန်းမျိုးနဲ့တိန်းနဲ့တိုက်ပွဲမှာပိတ်မိနေတဲ့စစ်သားများနဲ့စစ်မှုတန်း24ဦးဟာ၎င်းတို့ကိုလေရင်နဲ့လာကယ်ထုတ်ပေးရန်စစ်ကောင်စီကိုပြောဆိုခဲ့တော်လဲ လေရင်ဒစည်းနဲ့စစ်သား24ဦးကိုမလဲနိုင်ကြောင်းပြန်လည်ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။လေရင်နဲ့လာပုတ်ခဲ့တဲ့စစ်ကူတွေကလေရင်ပြစ်ကူတောင်းတာလေရင်ကထပ်မလာတော့ဘူးတဲ့ကျွန်တော်တို့ဆိုရင်လေရင်တောင်းတယ်24ယောက်ထဲနဲ့လေရင်တောင်းတာကျွန်တော်တို့ကိုဆယ်လုံးညော့ကိုရောက်ရင်ရပြီဆိုပြီးတော့လေရင်လာခေါ်မယ်ဆိုပြီးသူတို့ကိုယ်တိုင်ဂရိပေးထားတာအဲ့ဒီဂရိပေးထားတဲ့ဟာကိုသူတို့ကိုယ်တိုင်အဲ့ဒီဂရိကိုဖြတ်တာအဲ့ဒါကိုအားလုံးကစိတ်နာနေကြတာဒီကအဖွဲတွေကလေရင်တစည်းနဲ့မင်းတို့လူ24ယောက်ကိုမလဲနိုင်ဘူးဆိုတဲ့ဇကားကိုတအားကိုစိတ်နာသွားတာ ကျွန်တော်တို့တွေထဲမှာတချို့ဆိုရင်စစ်မှုထမ်းလူသစ်လေးတွေလည်းပါတယ်ကျွန်တော်တို့လူဟောင်းနေတောင်မှဒါလောက်စိတ်နာနေတာဆိုရင်စစ်မှုထမ်းလူသစ်လူငယ်လေးတွေဆိုရင်တော့ပြောမနေနဲ့တော့ဒီမှာလူဟောင်းဆိုအများဆုံးပါမှ၄-၅ယောက်ထဲပါတာပါကြံတဲ့ဟာတွေကစစ်မှုထမ်းလူသစ်တွေကြီးပဲလို့စစ်တုံးပန်းတက်သားကြော်စောလွင်ကပြောပြထားပါတယ်အကြမ်းမဲ့စစ်ကောင်စီကလေရင်ကိုအဆုံးရှုံးမခံနိုင်ကြောင်းပြောဆိုချက်ကိုစစ်တုံးပန်းများကစိတ်နာနေပြီးတော့စစ်ကောင်စီကိုအမြင့်ပြတ်တဲ့အထိပြန်လည်တိုက်ခိုက်သွားမယ်လို့စစ်တုံးပန်းတက်ချက်အောင်စော်ဦးကထပ်မံပြောပြထားပါတယ် ကျွန်တော်တို့ကတော့ဒီကလွတ်သွားရင်လေကလေးမျိုးကိုမပြန်တော့ဘူးဒီထဲမှာပဲပူပေါင်းပြီးတော့လှုပ်တော့မယ်သူတို့တက်ထဲမှာမလှုပ်ချင်တော့ဘူးစိတ်နာတယ်စားနဲ့ရိတ်ခါပေးပါဆိုတာကိုမင်းတို့အတွက်နဲ့လေရင်အဆုံးရှုံးမခံနိုင်ဘူးတဲ့မင်းတို့ဖြစ်တာကဘာမှမဖြစ်ဘူးတဲ့ငါလေရင်တခုခုတော့အဖြစ်မခံနိုင်ဘူးလို့ပြောတယ်ဘာမှမလှုပ်ပေးနိုင်ဘူးတဲ့ကဲအဲ့တော့ကျွန်တော်တို့တွေဘာလုပ်မှာလဲဘာမှလှုပ်စရာမရှိတော့ဘူးသူတို့ကိုပြန်တိုက်ဖို့ပဲရှိတော့တယ်လို့စစ်တုံးပန်းတက်ချက်အောင်စုံဦးကပြောပါတယ် လန်းမျိုးတင်တိုက်ပွဲအတွက်မှာပိတ်မိနေတဲ့စစ်သားများမှာထိခိုက်ဒဏ်ရာရရှိသူအယောက်20ကျော်ပါဝင်ပြီးတော့အချမ်းဘတ်စစ်ကောင်စီကလာရောက်ကယ်တင်ခြင်းမရှိတဲ့အတွက်ကြောင့်ဒဏ်ရာအခြေအနေမခံနိုင်ပဲတောင်ပေါ်ကနေပြုတ်ကျပြီးတေဆုံးတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာမရရှိဘဲနဲ့ပိတ်မိနေတဲ့စစ်သားများဟာလည်းတောတောင်တွေအတွင်းမှာထွက်ပြေးတဲ့အချိန်အစာရေစာငတ်ပြတ်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေနဲ့တွေ့ဆုံကဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ရာကြီးပြင်ကျေးရွာအနီးမိုင်းခွဲတိုက်ခိုက်မှုမှာပြူစောတီခေါင်းဆောင်စံဝဲရဲ့ဇနီးဖြစ်သူတေဆုံးပြီးတော့ပြူစောတီတအူ6နှစ်ဖက်စလုံးဖြတ်လိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့မနက်10:45မိနစ်အချိန်မှာပေါ့မြို့နယ်ရာကြီးပြင်ပြူစောတီကျေးရွာအနီးအထိကိုချင်းကပ်ဝင်ရောက်ကအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတီများတွာလာတတ်တဲ့လမ်းကြောင်းမှာမိုင်းထောင်တိုက်ခိုက်ခဲ့ရာပြူစောတီခေါင်းဆောင်စံဝဲရဲ့မိမဖြစ်သူတင်တင်ဆန်းတေဆုံးသွားပြီးတော့ပြူစောတီထင်းငိမ့်ဟာလည်း6နှစ်ဖက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်ပြူစောတီကောင်းဆောင်စမ်းဝင်းရဲ့မိန်းမကအလောင်းတော်ကောက်လို့မရဘူးတစားစီဖြစ်သွားတာမိုင်းထိတဲ့ပြူစောတီထိန်းချင်းကလည်းရာကြီးပြန်ချေးပါရဲ့ပြူစောတီဒုကောင်းဆောင်ပေါ်ငင်းရဲ့ညီ အဲ့ဒီထင်းချင်းကဒူးအထက်နာက6နှစ်ဖက်စလုံးပြတ်ထွက်သွားတာလို့စိတ်ဖြူတကိုယ်တော်ကြားစိုးအဖွဲ့ကပြောပြထားပါတယ်ဇန်နဝါရီလ29ရက်နေ့က6နှစ်ချောင်းလုံးပြတ်ထွက်သွားတဲ့ပြူစောတီထင်းချင်းကိုလူနာတင်ကားနဲ့ကပ္ပဆာ24ကိုတဲဆောင်သွားပြီးတော့အဲ့ဒီကမှတဆင့် MI35 ရဟတ်ရင်နဲ့နေပြည်တော်ကိုစေကုတရန်တဲဆောင်ပေးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုစိတ်ဖြူတကိုယ်တော်ကြားစိုးကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်တိန်စေရမြို့အခြေစားအကြမ်းဖက်စစ်တပ်ရဲ့ခမာယာ200ခွန်တိုက်ရင်ဝင်းအတွင်းကို drone လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ31ရက်နေ့မနက်9:00နာရီကမှတိန်စေရမြို့အခြေစားခမာယာ200ခွန်တိုက်ရင်ရဲ့တပ်ဝင်းအတွင်းထဲကို short type missile များ drone များ60မမများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့ဆက်လက်စုံစမ်းလျက်ရှိပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို ကြိုက်ထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ KNLA အင်တဂိုပါကဖကဝပါကဖနဲ့ဝေါ်ပါကဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကုတန်နတ်တလင်းမြို့နယ်မှာ PDF များကိုစပို့ပြီးတော့တေးချင်းလာခဲ့ဆိုပြီးတော့စိန်ခေါ်ထားတဲ့စစ်တပ်ထောက်တိုင်းဇော်မင်းလက်ကိုပြက်ခတ်တိုက်ခတ်ရာတေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ31ရက်နေ့မနက်9:00ခန်းမှာနတ်တလင်း ်ပဲဘကိုးရုံးမှအတွင်းမှာရှိတယ်ဖလူးမှဆန်းရွာမှာအကြမ်းဖက်စစ်တပ်တောက်တိုင်ဇော်မင်းလက်ကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါတယ်အဲ့ဒီတေဆုံသွားတဲ့ဇော်မင်းလက်ဟာတော်လိုင်းတပ်ဖွဲ့များကိုစာပို့ပြီးတော့တေချင်းလာခဲ့ဆိုပြီးနေတိုင်းလိုလိုစိန်ခေါ်နေသူဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်အတွက်လမ်းပြလှုပ်ဆောင်ခြင်းနဲ့တော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေသူဖြစ်တယ်လို့သိရပါတယ်ဒီလိုလားချင်းချောက်လို့ကတော့အများဆုံးငရဲကိုပို့ပေးမှာပေါ့ အကြမ်းဖက်စစ်ခွေးတောက်တိုင်အုပ်ချုပ်ရေးမှုနဲ့စစ်ခွေးသတင်းပေးဒလန်များအနေနဲ့ရက်တန်းကနေရက်ဖို့တင့်နေပါပြီရှေ့ဆက်ပြီးတော့မိုက်နေမယ်ဆိုရင်တော့အနည်းနဲ့အမြန်လာရောက်ပြီးတော့အခုလိုမျိုးရှင်းလင်းသွားပါမယ်လို့တာယာဝတီ KI တရဲ3031တက်ခွဲ3နတ်စစ်တီတက်ဖွဲ့ကရဲဘော်ဘိုးအောင်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတာယာဝတီ KI တရဲ3031တက်ခွဲ3နတ်စစ်တီတက်ဖွဲ့နဲ့တက်ခွဲ၄နဲ့ BRA တက်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ဇေယျကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့ည9:58မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကဇေယျကြီးရွာအထက်ကကြောင်အနီလေရင်နဲ့ပေါင်900ဘုံဒီများကျဲချတိုက်ခိုက်ခဲ့ရာအဆောက်အဦများပျက်စီးပြီးတော့ပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ 30ရက်နေ့ညပိုင်းကအကြမ်းဖက်စစ်ကောင်စီကဇယက်ကြီးပါအထက်ကကြောင်းအနီးကိုလေရင်နဲ့ပေါင်900ဘုံးတိတွေကြက်ချတိုက်ခိုက်ခဲ့ပါတယ်အစအုပ်တွေပျက်စီးတာရှိပါတယ်ပြည်သူတွေတော့ထိခိုက်တာမရှိဘူးစိတ်တကောင်တော့တေသွားတယ်လို့တောင်သာလူလူလှုပ်ရှားမှုကော်မတီကတောင်ရှိသူတို့ကပြောပြထားပါတယ်တောင်သာမြို့နယ်အတွင်း2024ခုနှစ်ဒီဇင်ဘာလ25ရက်နေ့ကနေစပြီးတော့အကြမ်းဖက်စစ်တပ်က74ထိများကိုအုံပြုတိုက်ခိုက်နေခြင်းကြောင့် ပြည်သူ9ဦးထိခိုက်ဒေဆုံးခဲ့ရတယ်လို့သိရပါတယ်။လေကြောင်းအန္တရာယ်ကြောင့်မြို့နယ်အတွင်းမှာနေရအနှံ့အပြားတွေမှာဘုံခုကျင်းများကိုတူးထားရန်နှိုးဆော်ထားပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့မကြာခဏဘုံသီးချတိုက်ခိုက်နေခြင်းများကြောင့်ပြည်သူများဟာခြေရွာအတွင်းမှာမအေးရဲပဲရွာပြင်မှာထွက်အိတ်နေရတယ်လို့သိရပါတယ်။လေကြောင်းအန္တရာယ်အတွက်မြို့နယ်အတွင်းနေရအနှံ့အပြားမှာဘုံခုကျင်းတွေတူးထားကြဖို့နှိုးဆော်ထားတာရဲ့ စိတ်ကောင်းစီလေးချောင်းကမကြခဏဘုံဒီလာချတာတွေရဲ့ကြောင့်ပြည်သူတွေကတော့အမြဲသတိနဲ့နေနေကြရတယ်တချို့ကြေးရွာတွေမှာတော့ရွာထဲမှာမအေးရဲပဲတော်တဲ့ထွက်အိတ်နေရတယ်လို့တောင်သာလူလူလှုပ်ရှားမှုကော်မတီကတောင်ဝရှိသူကရှင်းပြထားပါတယ်ဒါအပြင်မြေပြင်မှာလည်းအကြမ်းဖက်ဆက်တက်ကတောင်သာမြင်းကြံအဆက်ကိုမကြခဏစစ်ကြောင်းထုံးမှုများပြုလုပ်နေတယ်လို့သိရပါတယ်ဇန်နဝါရီလ14ရက်နေ့ကလည်းမြင်းကြံတာမဏိအမှတ်တဲ့ဆက်ယုံဝင်းအတွင်းထဲမှာတပ်ဆွဲထားတယ် အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်90ခန်းဟာမနက်အစောပိုင်းမှာချုံကြီးရွာအတွင်းကိုခြေချင်းစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတော့ခြေရွာနေပြည်သူအသက်35နှစ်အရွယ်အမျိုးသားတအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမျိုးအခြေစားစစ်ကောင်စီရဲ့အမတ်နှက်ဆက်နှစ်ကာဝေးပြည်စည်းဆက်ယုံကပ္ပစ22ကတိုက်ခိုက်မခံရရေးအတွက်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အား60ထက်မနည်းရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာဇန်နဝါရီလ30ရက်နေ့ကစပြီးတော့ကြောက်ကြီး၊ညောင်ခွေးဝ၊တောင်ဖြူနဲ့ရှာတော်ကျေးရွာများကိုစစ်ကြောင်းထိုးမိရှုဖျက်ဆီးမှုများကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ 30ရက်နေ့ကစပြီးတော့ညောင်ဝေးဝါမှာထိတွေ့မှုတွေရှိခဲ့တယ်အခုတော့အဲ့ဒီစစ်ကြောင်းကကပ္ပစ20နှစ်နားမှာပြန်ပြီးတော့တတ်ဆွဲထားတယ်လက်နက်ကြီးနဲ့ပြက်ခတ်တာတွေရှိသလိုပေါက်စိတ်ဖြူလမ်းမိုက်မှာလည်းအင်အားအလုံးရင်းနဲ့ခြားထားတာတွေရှိတယ်လို့ကိုသူရိန်ကပြောပြထားပါတယ်စိတ်ဖြူမျိုးနဲ့ရွှေဘိုးကျွန်းကျေးရွာမှာရှိတဲ့ကပ္ပစ20နှစ်ကိုကာကွယ်ရန်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထုတ်မှုကြောင့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေဖြစ်တဲ့ကြောက်ကြီးညောင်ဝေးဝါတောင်ဖြူနဲ့ရှားတော်အပါဝင်ကျေးရွာရှိပါကဒေသခံပြည်သူ9000ကျော်ဟာအရေးပေါ်စစ်ဆောင်နေရတယ်လို့သိရပါတယ် ကပ္ပစာ22ရဲ့တောင်ဘချမ်းမှာရှိတယ်။တပေါင်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်းစီတပ်သားတွေပါအခုစစ်ကြောင်းမှာလာပေါင်းထားတယ်။အင်အား60လောက်ရှိမယ်လို့စိတ်ဖြူမျိုးစီရေးသတင်းအင်းမိတ်ကပြောပြထားပါဗျ။ဒါအပြင်စိတ်ဖြူမျိုးနဲ့မှာကြေးရွာများကိုဝင်ရောက်စစ်ကြောင်းထုတ်ပြီးတော့နေအိမ်များမိရှုဖျက်ဆီးနေတဲ့စစ်ကောင်းစီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။ ဇန်နဝါရီလ30ရက်နေ့ကစိတ်ဖြူမြို့နယ်ရွှေဘိုးကျွန်းကျေးရွာစာတင်ကျောင်းကနေတဆင့်ကြောက်ကြီးညောင်ခွေးဝကျေးရွာဘက်ကိုအင်အား40ခန်းနဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုညောင်ခွေးဝတောင်ဘက်ဖျားကုန်းအနီးရောက်လာတဲ့အချိန်မှာတော်လိုင်းရဲဘော်များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့၎င်းကပြောပါရယ်စစ်ကောင်စီတွေဝင်လာတဲ့အချိန်တော်လိုင်းအဖွဲ့တွေကခုခံပစ်ခတ်ပြီးတော့နောက်ဆုတ်ခဲ့ပါရယ်ခင်ဗျာ ကြာချိန်ကတော့နိုင်ဝက်ပါကျွန်တော်တို့ဘက်ကတော့အထီးကမရှိပါဘူးစစ်ကောင်စီဘက်ကတော့မတိရသေးဘူးလို့စိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်အဖွဲ့ပကဖပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်ဇန်နဝါရီလ30ရက်နေ့ညနေပိုင်းကလည်းကပ္ပဆ22ကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုဟာ အလဲစုကြီးရွာကိုဝင်ရောက်ပြီးတော့နေအိမ်၅လုံးကိုမိရှုပ်ဖျက်ဆီးခဲ့ပြီးပြည်သူတချို့ကိုဖမ်းဆီးသွားတယ်လို့စုံစမ်းသိရှိရပြီးတော့ဖမ်းဆီးခံရတဲ့ပြည်သူအရေအတွက်ကိုတော့မသိရသေးဘူးလို့ပြောပါရယ်ဇန်နဝါရီလ26ရက်နေ့ကလည်းကပ္ပစာ20နှစ်ကလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်ခဲ့ရာကင်မွန်းတောင်ကြီးရွာအတွင်းမှာကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့အမွာကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၅ဦးသေဆုံးက၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်စိတ်ဖြူမျိုးနယ်မှာရှိတဲ့ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစာ21နဲ့22မှာ လေရင်ဘုံနဲ့လက်နိုင်ငယ်များကိုအဓိကထားပြီးတော့ထုတ်လုပ်တယ်လို့သိရပါတယ်တနိုင်ငံလုံးမှာစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းဆက်ယုံ25ခုအထိရှိပြီးတော့မကွေးတိုင်းမှာ15ခုပဲခူးတိုင်းမှာ9ခုနဲ့ရန်ကုန်နဲ့နေပြည်တော်မှာ3ခုရှိတယ်လို့သိရပါတယ်။မကွေးတိုင်းအတွင်းဆက်လင်းပွင့်ဖြူနဲ့ရောဒေတာများမှာလည်းတိုက်ပွဲများပြင်းထန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BND ရဲ့ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ